ကဲဖွင့်တဲ့ခွေစက်ဖောက်ပြီးတော့ထွက်ပေါ်လာမဲ့ရွေးကောက်ပွဲအတုမကျင်းပရသေးဘူးမဲစရင်တွေမှားနေတယ်ဆိုပြီးသူတို့ဖုတ်ဖို့ချင်းနဲ့အတန်ထွက်လာပြီနော်ဘူးလက်လှဆိုပြောထားတာကြည်ပါပြီတော့မှာမင်္ဂလာပါလေးစားလေးစားပါဒီနေ့အော်တိုဘာလ9ရက်တနင်္ဂနွေနေ့ကျွန်တော်တို့အမဲစင်းတွေကတ်ထားတာတော့ကြည်တယ်။တော့ကြည်တော့တော်တော်များများလွယ်နေတ လူလွဲတာလဲဆို2020တုန်းကမစင်အဟောင်းကြီးလို့ယူဆအဲ့ဒါတွေပြန်ကပ်ပြီးတယ်အခုအစ်စ်ပြန်ကောက်တဲ့ဒီရကြီးအဆူရမူကြီးဟလာပြန်ကောက်တဲ့စည်ရင်ညီပုတ်အကွာတာကတော်တော်ကွာ900မှာ300လောက်กว่าဒါဒါတိတ်တိတ်မကောင်းဘူးเนาะနီးစီနဲ့ပြန်လောက်ရမယ်ပုံစံသုံးနဲ့ပြန်လျှောက်ပြီးတော့ပြန်လောက်ရတော့တော့ကိုတော့ကိုလောက်ရမယ်ဒါ7ရက်နေဆိုကဲ900မှာ300လောက်กว่าတာเนาะ နည်းနည်းလေးမဟုတ်ဘူးနော်ကြည့်ပါတော့ဒီနေ့က9ရက်ဆိုတော့တပတ်ပဲကြာတော့နော်ဒီတပတ်အတွင်းမှာအာတော်တော်လှုပ်ယူရဥမာလာမင်္ဂလာဒီပလို့ရက်ွက်မျိုးမှာဆိုရက်ွက်အုတ်ချုပ်ရင်မှတော့မပါဘူးညာကဲကြားတယ်နော်ရက်ွက်အုတ်ချုပ်ရင်မှတော့မပါဘူးတဲ့အုတ်ချုပ်ရင်မှရဲ့မိသားစုကမဲစင်းမပါဘူးကြံနေကြံနေလူတွေပြောမနေနဲ့အဲ့လိုတွေဖြစ်တယ်တည်သွားတဲ့လူတွေပြန်ပါညာရှိတယ်နော်တည်သွားတဲ့လူတွေနောက်တကအပီးပြောင်းသွားတဲ့လူတွေအဲ့ဒီလူတွေလည်းပြန်ပါနေတယ် ဒါတော်တော်များနေတယ်နောက်တစ်ခါလွတ်တော်ကိုယ်စားလှယ်တယောက်ပဲပါတယ်သူ့မိသားစုကြတော့မပါဘူးလွတ်တော်ကိုယ်စားလှယ်တော့အာဏာလုထက်ပြလိုက်လားမသိဘူးအဲ့တော့ယူစီကဒီမဲစင်းနေရတော်တော်ကိုတော်တော်ကိုမာနေကဲတေချာနားထောင်နော်အနန္တီအာနာတိတ်ရတာမဲခိုးလို့ပါမဲစရင်မှားပြီးမဲခိုးလို့ပါလို့ပြောတဲ့သူတွေမင်းတို့ဘက်ကဖွက်ကြီးကိုလည်းဒီမှာထွက်ပြောနေတာတေချာနားထောင်တော်တော်ကိုပြန်ပြင်ရမယ် အဲ့ဒါအဲ့ဒါတွေးတယ်ဗျအဲ့ဒါတွေးတော့ဒါလေးကိုအချိန်မီပြပြင်ဖို့အဲ့တော့ဘယ်သူလေးအလုရှုပ်လဲဆိုတော့ရက်ွက်အုပ်ချုပ်ရေးမှုတွေနောက်တော့ကလွတ်တော်ကိုယ်စားလှယ်ကိုတိုင်ကဟာလာအားထုတ်ပြီးတော့မဲယုံတိုင်းကိုလိုက်ကြည့်ပြီးတော့မှဓာတ်ပုံရိုက်ပြီးတော့မှဒီစီးမှန်လားမမှန်လားဆိုရက်ွက်ထရေလူတွေကိုခေါ်ပြီးတိုက်ဆိုင်စစ်ဆေးရတယ်ခုကျွန်တော်လုံနေရတယ်ဗျတို့လေဟလာမဲယုံကိုယ်စလေဒီခန့်တာဆိုတော့အဲ့ဒီလူတွေအကုန်လုံးဓာတ်ပုံရိုက်ရိုက်ပြီးတော့တူးကြီးကိုစစ်ခုဆိုပဲ ာတမျိုးနဲ့တမျိုးနဲ့ညာနဲ့ကြည့်ပြီးတော့ကွာချားနေတာကဲကြားတယ်နော်ကြားတယ်နော်မဲစရင်မှားလို့မဲခိုးပါတယ်ဆိုတဲ့လူတွေမှကြားတယ်နော်ပြောနေပြီဟမ်ဒါလေးတော့ဘယ်နဲ့အထုတ်ပြီးလောရလိမ့်မယ် UC ရလေအဲ့ဒါပြောပြတာလစ်စာလစ်စာကဲအားလုံးကြားတယ်နော်အဲ့တော့2020ရွေးကောက်ပွဲမှာမဲစရင်မှားလို့မဲခိုးလို့အာနာသိမ်းရပါတယ်ဆိုတော့ အခုဒီမင်းတို့လုံမဲ့ဖွ่นနဲ့ခွေစက်ဖောက်မဲ့အတုအယောင်ရွေးကောက်ပွဲကမကျင်းအောင်မကျင်းပါရတယ်မဲခိုးနေကြပြီပေါ့အဲ့လိုလားဟုတ်လားကဲမင်းတို့ကပြောခဲ့တာမကျင်းမကျင်းအောင်မကျင်းပါရတယ်ခိုးနေကြပြီပေါ့မဲစင်းမားတယ်မဲခိုးမဆိုအဲ့တော့မဲစင်းမားတာဒီ2020ရွေးကောက်ပွဲမှာမှမားတာလား2015ရွေးကောက်ပွဲမှာမှားခဲ့တဲ့မဲစရင်ကိန်းကနန်းအရင်အတွက်နဲ့နော်2020မှာမှားခဲ့တဲ့ကိန်းကနန်း ဘယ်ဟာကပိုများလဲအခု2020ရွေးကောက်ပွဲမှာမှားခဲ့တဲ့မဲစရင်ကိန်းကနန်းနဲ့အခုဒီအတူရောင်ရွေးကောက်ပွဲကမဲစရင်ဘယ်ဟာပိုများလဲဟိုမှာ900မှ300လောက်မှားနေတယ်ဘူးလက်ပြောတာကဲစဉ်းစားကြည့်ပြီးတော့ဘလို့သွားလောက်တော့ဘူးလဲဟမ်လွတ်တော်ကိုယ်စားလှယ်အိမ်မာတော်မှနော်သူလွတ်တော်ကိုယ်စားလှယ်တရားဝပါလားတိုင်ငါလုံးပါမလားဘူးရက်ွက်အောင်ချုပ်ကြီးအိမ်မာတော်မှတိုင်လုံးပါမလားဘူးဟမ်တေပြီးသားသူတွေပြန်ပါလာတယ်ကဲတမဘူးလက်ကိုယ်တိုင်ထွက်ပြောလား စဉ်းစားကြည့်ကဲအဲ့ဒါကျတော့ဘာပြောကြမလဲကဲမဲစင်းမားလို့မဲခိုးတယ်ပြောတဲ့သူတွေအဲ့ဒါဘာပြောမလဲအဲ့တော့ကျွန်တော်တို့တိုင်းပြည်ဟာလေရှင်းရှင်းပြောရရင်တော့ဘာမှမဟုတ်တဲ့အရာတစ်ခုကို အကြောင်းတည်ပြီးတော့ဒီအိမ်မဟုတ်တဲ့အရာကြီးကိုလောက်ခွင့်ပေးလိုက်တဲ့အရာကနေတိုင်းပြည်စပြက်တာအဲ့ဒါကဘာလဲဘာမှမဟုတ်တဲ့အရာဆိုတာမင်းအောင်နိုင်လူမျိုးစက်မပြည့်တဲ့ကောင်တွေအာနာယူတာကိုတန်းနဲ့ရှည်တဲ့ပြည်သူတွေကစီးလုံးညီညွတ်ဆိုတာတောက်ပြန်ရမယ်အစား ကိုရင်းကပြောသလိုပေါ့ကိုအကျိုးစီးပွားကငါဒီနေ့အလုပ်မစီးရင်မယ်အလုပ်ပြတ်သွားမလားဟဲ့ဆိုတဲ့ဟာမျိုးနဲ့နဲမညီညာမှုတွေစဖြစ်ရင်အဲ့ဒီကနေဘာဖြစ်လဲဒီကောင်တွေအင်အားကိုစုလို့ရသွားလားအာနာတိတ်တိတ်ချင်းမှာဘာလို့လဲတုံးရတဲ့အတန်တိတ်တပိတ်တယ်မဲအတန်တိတ်ပြီးနေပြီတဲ့ဟုတ်တယ်ဟိုမှာမင်းတို့အတန်တိတ်နေတော့ကိုကဝင်ကြီးဌာနပြောခွက်ပလိုက်ပေါ့ဟမ်ဟမ်အတန်တိတ်ပြီးတော့တုံးရကြအချိန်မကောင်းထွက်ပြီးတော့ဣတိနာမောင်တို့ဘာလို့ထဆန္ဒပြတ်မှာဘာဖြစ်လာလဲအဲအဲ့လိုမှလောက်တော့ဟိုကအကုန်လုံးဖွဲ့စည်းပြီးညွှန်ကြားမှုတွေအကုန်လုံးပြတ်ပပပပကောင်းလို့ပူသွားပြီး ဆိုအဲ့ဒီကနေစပြီးတော့မှားတာအဲ့တော့ပြဿနာကဘာလဲဆိုတော့ဘာမှမဟုတ်တဲ့အရာဒါပေမဲ့အခုတိုင်းပြည်ပါဖြစ်ပြက်နေပြီတိုင်းပြည်ပြက်နေတာဒါတိုင်းပြည်ပြက်နေတာဒီထက်ပြက်စရာမရှိတော့ဘူးဒီထက်ပြက်ရင်တိုင်းပြည်အကုန်လုံးပျို့ပွဲပြီးတော့ဒစားစီဖြစ်ဖို့ပဲရှိတော့တယ်ဆိုတော့တိုင်းပြည်ပြက်တယ်ဆိုတာကိုဘယ်လိုဟမ်းဟိုအเจ้าမှဆိုရင်အเจ้าငန်းထဲမှာဇူးနေဆီယမ်မနော်ဒုတ်တစ်ချောင်းနဲ့ဘောရိုက်ပြီးတော့အချစ်က ဆီယမခေါ်ဝေးဘုံဘုံဘုံဟေးတိုင်းပြီကိုပြစ်နေကြတယ်ကွယ်ဆိုတာငငယ်အကြောက်ဘူးတဲ့စကားအခုမှတကယ်တိုင်းပြီပြစ်တာနော်ဗယံပဓာတွေအကုန်လုံးဖြစ်နေတာအဲ့တော့ဒါအခုသူတို့ကပြောတယ်နော်စတက်တောင်းကဒီရွေးကောက်ပွဲရွေးကောက်ပွဲအခုတန်ဖို့အတိုင်းဝိုင်းဆိုရွေးကောက်ပွဲပေါ့ရွေးကောက်ပွဲလှုပ်ပြီးလို့တိုင်းပြီအကြောင်းမှမထင်တာပို့ဆိုးမှာမယုံကြည်လိုက်အဲ့ဒီဒီအတူရောင်ရွေးကောက်ပွဲဟာတိုင်းပြီအတွက် ကောင်းမှာမဟုတ်ဘူးတိုင်းပြီကိုပို့ဆိုးစေမယ့်အရာဘာဖြစ်လို့လဲ ရွေးကောက်ပွဲကျင်းပတယ်ဆိုတာကပြည်သူစံသားကိုခံယူတာဗျဒါရွေးကောက်ပွဲအနှစ်သာရပဲဟုတ်တယ်နော်အဲ့တော့ပြည်သူစံသားကိုခံယူတဲ့ပွဲလောက်တာပြည်သူမပါဘဲနဲ့လှုပ်တယ်ဆိုတဲ့ကဒီရွေးကောက်ပွဲဒီအဓိပ္ပာယ်ရှိတဲ့ရွေးကောက်ပွဲဖြစ်မလားအဓိပ္ပာယ်မဲ့တဲ့ရွေးကောက်ပွဲဖြစ်မလားအဲ့တော့ဒီလောက်တဲ့ရွေးပြည်သူစံနာခံယူဝဲလောက်တော့ပြည်သူကမပါဘူးမပါတဲ့အပြင်ပြည်သူအများစုကအများစုလို့ကျွန်တော်စကလုံးတောင်းထားရနော်ခွေးတစ်ကောင်တစ်ကောင်ထွက်လာပြီးငါတို့ကပြည်သူငါတို့ထောက်ခံရလာမလို့လဲ နဲလို့အများကြီးကိုကြည့်ရမယ်ပြည်သူအများစုကလက်မခံတဲ့အပြင်ဘာလို့လဲစန့်ကျင်နေတာနော်မင်းရဲ့တောင်ကိုရီးယားမှာပြည်တွင်းမှာလုံးဝလှုပ်လို့မရတာဘာလို့လဲလွတ်မြောက်နေမြေမှာရှိတဲ့လူတွေစန့်ကျင်တယ်ပြည်ပရောက်နေတဲ့နိုင်ငံတွေထဲမှာစန့်ကျင်ခွင့်စာနာထုတ်ဖော်ခွင့်ရှိတဲ့တိုင်းပြည်ရောက်နေတဲ့မြန်မာပြည်သားတွေဟာကိုယ့်အလုံနားရဲ့လေးတော့မနာပဲနော်အလုံမစင်းမဲနဲ့နေပူခန့်ထဲမှာထွက်လာပြီးတော့စာနာတွေထုတ်ခွာကြတယ်ဒါဟာဘာလဲဆိုတော့ ပြည်သူအများစုရဲ့ဆန္ဒတည်လုံးဝလက်မခံတာအဲ့တော့အဲ့ဒါတော့ပြည်သူကိုစန့်ကျင်ပြီးတော့ပြည်သူလက်မခံတဲ့အရာကိုစန့်ကျင်ပြီးတော့အတင်းအဓမ္မဇွလုံနေတဲ့အလုပ်တစ်ခုကကောင်းကျိုးကိုရမလားဆိုးကျိုးကိုရမလားနောက်တစ်ခုကဘုနေ့ကပြောလို့ပြည်သူလက်မခံဘူးဆိုတာမှာနော်အင်အားစုပေါင်းစုံရွေးကောက်ပွဲတစ်ခုလုပ်တယ်ဆိုတာကမတူညီတဲ့အင်အားတွေကိုမလုပ်တာလေအတူတူတကွယုံလို့ရအောင်လုပ်ပေးတာမင်းက Republican မင်းက Democrat နော်အာမင်းတို့ပါတီကဘလို့ကောင်းတယ်ငါတို့ပါတီကဘလို့ကောင်းတယ်မဲရီဆွဲကြတယ်အပြိုင်ဆိုင်ပြီးလို့ရှိရင်ပြည်သူထောက်ခံမှုကိုလက်ခံကြတယ်အဲပြီးလို့ရှိရင်တစ်ဖက်ကလည်းလှုပ်ရှင်လည်းလှုပ်လို့မရအောင်တစ်ဖက်ကလည်းလှုပ်ရှင်တော့အတိုက်ခံအင်အားတွေနဲ့ဒီမိုကရေစီလမ်းကြောင်းပေါ်မှာသူတို့တွားကြတယ်အဲ့တော့ဒီမိုကရေစီရဲ့နာမည်လည်းတတ်ထားလေးတယ်ကိုယ့်အကိုတယောက်တည်းပဲပြန်ပြီးတော့တယောက်တည်းပဲဖဲချိုးတယ်တယောက်တည်းဖဲဝေတယ်တယောက်တည်းကလပန်ထိုးတယ်နော်ပြီးရပြီးရကငါဟာငါငါငါတော့တမကွာအဲ့ဒီအွက်ကြီးကအဲ့ဒီဖဲဝိုင်းရဘာဖြစ်လာစဉ်းစားကြည့်စဉ်းစားကြည့်ဟမ်ဘဒူးမှလည်း တူလုံနေတာလက်မခံဘူးအိမ်ငါးအိမ်လုံးကဒါပေမဲ့ तू ကဘာလုပ်လဲ तू ကသူဖဲချိုးတယ် तू ကသူဖဲဝေတယ် तू ကသူကလပံထိုးတယ် तू ကသူဖဲဝေတယ်ပြီးတော့ဘာလုပ်လဲအာငါအကုန်စားတယ်ဆိုပြီးတော့အိမ်ပေါက်စိလိုက်စားရင်စားခံတဲ့ကောင်တွေလက်ခံမလားအဲ့ဒါအဖြေပဲအဲ့တော့မဲစရင်မားလို့ဟိုအာမဲခိုးလို့အာနာသိမ့်ရပါတယ်ဆိုတဲ့စကားဟာခွေးပြောခွေးယုံစကားလို့ကျွန်တော်တို့ပြောခဲ့တာဒါကြောင့်ပြောခဲ့တာမဲရွေးကောက်ဝဲမတမမုန်းဖြစ်လို့ရှိရင်ရွေးကောက်ဝဲအဲ့ဥတွေဥတွေရှိတယ်လေ ဟမ်ရွေးကောက်ပွဲဥပဒေအရအခုဘယ်မဲဆန္ဒရရတယ်ဟုတ်တယ်မလားရန်ကုန်တိုင်းဘယ်မြို့နယ်မဲဆန္ဒယုံမဲနယ်ယုံနံပါတ်ဘလောက်ကလွတ်တော်ကိုယ်စားလှယ်ဘလူတွေရဲ့ယုံဘလုံးမဲမတမမှုဖြစ်တယ်ရွေးကောက်ပွဲကော်မရှင်တတ်မှတ်တဲ့ရက်အတွင်းမှာတက်တဲ့တက်ကရနဲ့တတ်မှတ်ထားတဲ့ငွေကြေးနှုန်းထားဖြစ်သွင်းပြီးတော့တိုင်လိုက်လေဒါပေမဲ့အခု2020မတိုင်ခင်မှာဘဲဒူတွေအခုတန့်ဖို့အပောင်းဝင်အဲ့ဒီမင်းအောင်နိုင်ကိုအာနာတိတ်ဖို့မြှောက်ပေးခဲ့တဲ့ဘဲပါတီကတရားဝင်လမ်းကြောင်းကတိုင်ခဲ့ဟမ် စစ်တပ်ကလာပြီးစစ်တပ်တို့ကိုကျော်နဲ့နာမည်ခံပြီးတော့ဒီစစ်ကောင်းဆောင်ကမက်ဆေ့မားနေတဲ့ဖြည့်ရှင်းပေးပါ ဖြည့်ရှင်းပေးပါဟမ်လမ်းပဲခွေးဝန်းစားအော်နီဘာနဲ့တူလဲဆိုတော့သူများတဲ့အလူလက်နေတဲ့အချိန်မှာဟမ်လမ်းပေးမှာဝဲခုတ်ပြီးတော့အဲ့ဒီအလူလက်နေတဲ့လူကိုလှမ်းဟောင်းနေတယ်ဟောင်းတဲ့သူဟောင်းတာကိုဂရုမစိုက်ကကောင်းမလားဆိုတော့အဲ့ဒီအလူလက်နေတဲ့လူအုပ်ထက်ကိုဝင်တိုက်တာအဲ့ဒီအဲ့ဒီပုံစံတပုံစံနဲ့လက်ရှိမြန်မာနိုင်ငံရဲ့ဖြစ်သွားတဲ့အနေအထားအဲ့ဒီအပုံစံဖြစ်သွားတာ ဲ့တော့ဝင်တိုက်တဲ့ခွေးကိုဘာလို့ကမလဲတက်ညီလက်ညီနဲ့ရိုက်ထုတ်ကမှာဒါပေမဲ့ဟဲ့ကြိုက်ကြပါဟဲ့ထုကြပါဟဲ့ရိုက်တော့ရိုက်နေကြတယ်ဘာဖြစ်လဲအာသူများအိမ်ပေါ်တက်ပြေးတဲ့လူနဲ့ဟမ်ပတ်ပြေးနေတဲ့လူနဲ့မှောက်ကောင်မှောက်ပြီးဝင့်နေတဲ့လူတွေဆိုဒီခွေးကြီးကဘာဖြစ်ကုန်လဲအဲအလူပြက်တဲ့အထိတောင်းချမ်းလိုက်ပေါ့အပြစ်တနာအဲ့ဒါခွေးကြီးကတကောင်နဲ့အင်းအားတက်တလေအလူလက်နေတဲ့လူတွေကအများကြီးပဲဒါပေမဲ့ဒီခွေးကြီးကိုညင်ညင်ညာညာကိုတူတူနီးတူထုကိုနီးကိုထုထုကြမယ်ဟဲ့ဆိုရင်ဒီခွေးကြီးကဘာဖြစ်ဝဲလဲပါပြီ ဒါပေမဲ့အဲ့ဒီဖွေးယူတကောင်တည်းကိုထုမဲ့လူကနည်းနည်းပါဆက်ပြောရမြန်မြန်ထွက်ပြေးတဲ့လူကအဆမတန်ဟမ်မှောက်ကုန်မှောက်နေတဲ့လူနဲ့ဝင်းရမှောက်နေတဲ့ထွက်ပြေးတဲ့လူနဲ့အဲ့တော့ဖွေးယူကတောင်းကျမ်းနေမှာပြောရတယ်အလူဝေးပြက်ကောအဲ့ဒီပုံစံဖြစ်သွားတာကျွန်တော်တိုင်းပြည်ဟာအဲ့တော့မဲစရင်မားလို့မဲလိန်လို့မဲခိုးလို့ဆိုတဲ့လူတွေမင်းတို့ရဲ့အဘဓမ္မနော်ဖို့ဖို့ခေါင်းဆောင်တွေကတိလာဘူးလက်ကိုယ်တိုင်ထွက်ပြောကြပြီ ကဲအဲ့ဒါအကြည့်အဲ့တော့အဲ့တော့မင်းတို့ပြောဒီပြောရမယ်ဆိုရင်မင်းတို့အခုကျင်းပမဲ့ရွေးကောက်ပွဲရွေးကောက်ပွဲတော့မကျင်းပရသေးဘူးမဲခိုးနေကြတာပေါ့အဲ့လိုလားဟမ်ဘူးလည်းပြောရတော့ငါပြောတာမဟုတ်ဘူး